မိတ်ဆွေတို့လူတိုင်းမှာ ကိုယ်ပိုင်ဝေဒနာတွေရှိကြတယ်ဟုတ်ကဝါကာမီမီရဲ့ကိုရဲ့ကောင်းကင်ဘုံစောက်ထဲမှာဆိုရင် အနိုင်ကျင့်ခံရတဲ့ကလေးငယ်နှစ်ယောက်ဟာသူတို့ရဲ့နာကျင်မှုတွေကိုဘလို့ရင်ဆိုင်ကြမလဲဒီစာအုပ်ကမိတ်ဆွေတို့ရဲ့ဘဝကိုရောဘလို့အလင်းပေးနိုင်မလဲဆိုတာကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာပါကဝါကာမီမီအဲကိုဆိုတဲ့စာရေးဆရာမကဂျပန်မျိုးသမီးစာရေးဆရာတယောက်ပါ သူ့ရဲ့စာအုပ်တွေထဲမှာလူမှုရေးပြဿနာတွေနဲ့လူသားတွေရဲ့ခံစားချက်တွေကိုအသားပေးရေးသားလေးရှိပါတယ်။အထူးသဖြင့်လူငယ်တွေရဲ့ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုပုံဖော်လေးရှိပါတယ်။ဒီစာအုပ်ထဲမှာမျိုးလုံးတစ်ဖက်အားနဲ့လို့အနိုင်ကျင့်ခံရတဲ့ဆယ်ကျော်တက်ရောက်ကြလေးတယောက်အကြောင်းကိုစပြောပါမယ်။သူ့ကိုအတန်းထဲကလူတွေက မျိုးလုံးလို့ခေါ်ပြီးလှောင်ပြောင်ကြပါတယ်။ဒီနေ့မှာတော့သူ့ရဲ့ခဲတံဘူးထဲမှာစာတစောင်တွေ့လိုက်ရပါတယ်။ အဲ့ဒီစာထဲမှာငါတို့တငယ်ချင်းဖြစ်တဲ့နယ်လို့ရေးထားပါတယ်ဘသူရေးထားမှန်းမသိပေမဲ့နေတိုင်းနိုင်ကျင့်ခံနေရတဲ့သူအတွက်တော့အဲ့ဒီစာဟာမျောလင်းချက်တစ်ခုဖြစ်လာပါတယ်အိမ်မှာလည်းမိဘတွေကအမြဲအလုံများနေတော့သူ့မှာတငယ်ချင်းဆိုတာမရှိပါဘူးအဲ့ဒီစာလေးတွေကြောင့်သူဟာတစုံတစ်ယောက်ကသူ့ကိုဂရုစိုက်တယ်လို့ခံစားရပါတယ်နောက်တော့သူဟာဝေလာငါးဥယျာဉ်မှာစာရေးတဲ့သူနဲ့တွေ့ဖို့ချိန်လိုက်ပါတယ် အဲ့ဒီမှာသူတွေ့လိုက်ရတာက သူ့အတန်းထဲကကိုကြီးမာဆိုတဲ့မိန်းကလေးပါကိုကြီးမာကိုလည်းလူတွေက ဟမ်မက်လို့ခေါ်ပြီးအနိုင်ကျင့်ကြပါတယ်သူတို့နှစ်ယောက်ဟာ အနိုင်ကျင့်ခံရတဲ့ဝေဒနာတွေကို အတူတူခံစားကြရတာကြောင့်တငယ်ချင်းတွေဖြစ်သွားကြပါတယ်ကိုကြီးမာဟာစပင်ဖီယိုဖီယဲနဲ့ဆင်းရဲတဲ့မိန်းကလေးတစ်ယောက်ပါသူ့ကိုလူတွေကတနာပေမဲ့တစ်ချိန်တည်းမှာလဲရှောင်ဖယ်ကြပါတယ် သူတို့နှစ်ယောက်ဟာ စာရီရေးပြီးတယောက်ကိုတယောက်အားပေးကြပါတယ်။ဘသူကမှမပြောပြနိုင်တဲ့ခံစားချက်တွေကိုစာထဲမှာရေးသားကြပါတယ်။သူတို့နှစ်ယောက်ရဲ့တငယ်ချင်းဘဝဟာလှုပ်ဝက်ထားရပါတယ်။ဘာလို့လဲဆိုတော့လူတွေတိသွားရင် သူတို့ကိုပို့ပြီးအနိုင်ကျင့်ကြမှာကိုကြောက်လို့ပါ။ဒါပေမဲ့သူတို့ရဲ့စာရီဟာ သူတို့အတွက်အားစေးတစ်ခွက်လိုပါပဲ။တယောက်ရဲ့ဝေဒနာကိုတယောက်ကနားလည်ပေးနိုင်ကြပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှယောက်ျားလေးဟာကိုကြီးမာနိုင်ကျင့်ခံနေရတာတွေကိုမြင်တွေ့လာရပါတယ်။ဒါပေမဲ့သူကဘာမှမလုပ်ပေးနိုင်ပါဘူး။သူ့လိုပဲကိုကြီးမာကလည်းသူ့အနိုင်ကျင့်ခံနေရတာကိုကြည့်နေုံမှတပါမတတ်နိုင်ပါဘူး။သူတို့နှစ်ယောက်ရဲ့နာကျင်မှုတွေဟာပိုပြီးနှဆိုင်လာပါတယ်။ဒါပေမဲ့သူတို့ရဲ့စာရီကတော့မျောလင်းချက်အလင်းရောင်ကိုပေးနေတော့မှာပဲ။ကိုကြီးမာကသူ့မှာလှုပ်ဝက်ချက်တစ်ခုရှိတယ်လို့ယောက်ျားလေးကပြောပြပါဗါတယ်။ သူဟာစာသင်ခန်းထဲကပစ္စည်းတွေကိုကကြေးနဲ့ခုတ်ပြီးစိတ်သက်သာရာရအောင်လုပ်လို့ရှိပါတယ်။သူကဒါဟာဖြက်စည်းတာမဟုတ်ဘူးလို့ပြောပါတယ်။သူကကကြေးနဲ့ခုတ်တဲ့အခါစိတ်ကိုထိန်းချုပ်နိုင်တယ်လို့ခံစားရလို့ပါတယ်။သူမကသူ့ရဲ့အဝိစာတွေကလည်းသူ့အဖေကိုတတိယစီတယ်လို့ပြောပါတယ်။မိဘတွေကွဲသွားပြီးတဲ့နောက်မှာသူ့အဖေကထားသွားခဲ့တာပါ။ယောက်ျားလေးကသူ့ကိုနားလဲပေးပြီးအပြစ်မတင်ပါဘူး။ ူတို့နှစ်ယောက်ဟာနာကျင်မှုပုံမှန်ဖြစ်ခြင်းနဲ့သူတို့ရဲ့အမတ်သားတွေအကြောင်းပြောဆိုကြပါတယ်။နွေရတီကျောင်းပိတ်ရက်မှာကိုကြီးမာကယောက်ျားလေးကိုအမှုပညာပြတိုက်ကိုခေါ်သွားပါတယ်။သူကအဲ့ဒီပြတိုက်ကို ကောင်းကင်ဘုံလို့ခေါ်ပါတယ်။သူတို့နှစ်ယောက်ဟာအဲ့ဒီနေ့မှာပျော်ရွှင်စွာအတူတူရှိနေကြပါတယ်။ပြတိုက်ထဲမှာကိုကြီးမာကယောက်ျားလေးကိုပကြီကားတစ်ချက်ကိုပြပါတယ်။ သူမကအဲ့ဒီပကြီကားကို ကောင်းကင်ဘုံလို့နာမည်ပေးထားပါတယ်။အဲ့ဒီပကြီကားထဲမှာချစ်သူနှစ်ယောက်ဟာနာကျင်မှုတွေကိုခံစားပြီးတဲ့နောက်ငြိမ်းချမ်းမှုကို တွေ့တယ်လို့ဆိုပါတယ်။အဲ့ဒီနေ့ဟာ သူတို့ရဲ့ဝေဒနာတွေကနေခဏတာလွတ်မြောက်တဲ့အချိန်ပါပဲ။ဒါပေမဲ့ကိုကြီးမာက ခံစားချက်တွေကို ထိမနိုင်ပဲငိုပါတယ်။ယောက်ျားလေးကသူ့ရဲ့စပင်ကိုညှက်ခိုင်းပြီးသူ့ကိုယုံကြည်ကြောင်းပြပါတယ်။ ကောင်းကင်ဘုံပကြီကားဟာကိုကြီးမာနဲ့ယောက်ျားလေးတို့နှစ်ယောက်စလုံးလိုချင်တဲ့ကဘာကြီးရဲ့တင်ကြေတာတစ်ခုဖြစ်လာပါတယ်။အဲ့ဒီကဘာကြီးထဲမှာနာကျင်မှုတွေဟာတာယာလှပမှုတွေဖြစ်ပြောင်းလဲသွားပါတယ်။ကိုကြီးမာက ဝေဒနာတွေဟာအတိတ်ပဲရှိတယ်လို့ယုံကြည်ပါတယ်။ပြားလိုက်ကိုသွားလဲတာဟာသူတို့နှစ်ယောက်ရဲ့နှောင့်ကြိုးကိုပုံမူခိုင်မာစေပါတယ်။ចောင်းပြန်ဖွင့်တဲ့အခါယောက်ျားလေးကအနိုင်ကျင့်တာတွေရက်သွားတဲ့ကဘာကြီးကိုစိတ်ကူးရင်ပါတယ်။ ဒါပေမဲ့တကယ်အပြင်မှာကပိုးပြီးဆိုးရွားပါတယ်။အနိုင်ကျင့်တာတွေဟာ ပိုးပြီးပြင်းထန်လာပါတယ်။ယောက်ျားလေးဟာနီနိုမီယာနဲ့သူ့ရဲ့တငယ်ချင်းတွေရဲ့ရန်စခြင်းကိုခံရပါတယ်။ကိုကြီးမှလည်းရက်ဆက်တဲ့အနိုင်ကျင့်မှုတွေကိုခံရပါတယ်။နီနိုမီယာဆိုတဲ့လူကလူတွေကိုအနိုင်ကျင့်တဲ့ခေါင်းဆောင်ပါ။သူကရုပ်ရည်ချုံမော်ပြီးညံကောင်းလို့လူတွေကသူ့ကိုကြောက်ရွံ့ကြပါတယ်။ နီနိုမီယာဟာလူတွေကိုနှိပ်စက်ဖို့အတွက်နီလန်းပေါင်းစုံကိုသုံးပါတယ်။ယောက်ျားလေးဟာသူ့ကိုယ်သူအားငယ်တယ်လို့ခံစားရပြီး ကိုကိုကိုတက်တေဖို့အထိစဉ်းစားမိပါတယ်။ကိုကြီးမာနဲ့ရေးတဲ့စာတွေကသူ့အတွက်တက်တာရရစေတဲ့တခုလေးတော့အရာပါ။ဒါပေမဲ့အဲ့ဒီစာလေးတွေကိုလည်းရန်လိုတဲ့ပဝန်းကျင်ကချိမ့်ချောင်းနေပါတယ်။တနေ့မှယောက်ျားလေးဟာနီနိုမီယာရဲ့တငယ်ချင်းမိုမိုဆဲနဲ့တွေ့ပါတယ်။ မိုမိုဆဲကလူတွေဟာ သူတို့ရဲ့ဆန္ဒတွေတိုင်းပဲလုပ်ကြတယ်လို့ပြောပါတယ်။ဘာအထိပ္ပယ်မှမရှိဘူးတရားမျှတမှုလည်းမရှိဘူး။အားကောင်းတဲ့သူကအားနည်းတဲ့သူကိုအမြဲတမ်းအနိုင်ယူလိမ့်မယ်လို့သူကဆိုပါတယ်။မိုမိုဆဲဟာစာအုပ်ထဲမှာထူးခြားတဲ့ဇက်ကောင်တစ်ယောက်အနေနဲ့ပါဝင်ပါတယ်။သူဟာနီနိုမီယာရဲ့တငယ်ချင်းဖြစ်ပေမဲ့နီနိုမီယာနဲ့မတူပဲအေးဆေးတည်ငြိမ်သူတစ်ယောက်ဖြစ်ပါတယ်။ မိုးမိုးဆဲဟာလူတွေရဲ့လောက်ရက်တွေပေါ်မှာတုံးသက်ဝေဖန်လေးရှိပြီးဘဝရဲ့အတိတ်ပဲနဲ့ပတ်သက်ပြီးအတွေးခေါ်တွေကိုပြောပြလေးရှိပါတယ်။ယောက်ျားလေးဟာကိုကြည်မာရဲ့ယုံကြည်ချက်နဲ့မိုးမိုးဆဲရဲ့အယူဆတွေကိုနှိုင်းရှင်ပြီးစဉ်းစားနေပါတယ်။ပြောင်းလဲနိုင်လားကဲတင်နိုင်လားဆိုတာကို သူတွေးတောနေပါတယ်။ကိုကြည်မာကသူ့ရဲ့မိသားစုအကြောင်းကိုယောက်ျားလေးကိုပြောပြပါတယ်။ သူ့ရဲ့အမတ်သားတွေဟာသူ့အဖေနဲ့သူ့ကိုယ်သူဆက်သွယ်ထားတဲ့နိလန့်တစ်ခုလို့သူကဆိုပါတယ်။သူကအားနည်းခြင်းကိုလက်ခံတာဟာခွန်အားတစ်မျိုးပဲလို့ယုံကြည်ပါတယ်။ကဘာကြီးရဲ့ရက်ဆက်မှုတွေကိုတွန်းလှန်တဲ့နိလန့်တစ်ခုလို့သူကဆိုပါတယ်။ကိုကြီးမာအတွက်ကတော့ဝေဒနာဟာအတိတ်ပဲမဲ့တာမဟုတ်ပါဘူး။သူကဂုံယူစရာအမတ်သားတစ်ခုလို့သတ်မှတ်ပါတယ်။ ယောက်ျားလေးကသူ့ရဲ့ယုံကြည်ချက်ကို လေးစားပေမဲ့သူတို့နှစ်ယောက်ပေါ်မှာဘလောက်ထိဝင်ပြီးစီမလဲဆိုတာကိုလည်းစိုးရိမ်ပါတယ်။ကျောင်းမှာယောက်ျားလေးကိုလူမဆန်တဲ့ဘောလုံးပွဲကစားခိုင်းပါတယ်။သူဟာအယိုက်ခံရပြီးတွေးအံပါတယ်။ကိုကြီးမာကတိတ်တဆိတ်သူ့ကိုတန်ရှင်းရေးလုပ်ဖို့ကူညီပေးပါတယ်။ကိုကြီးမာကပြန်မတိုက်ခိုက်တာဟာအားနည်းလို့မဟုတ်ဘူးလို့ပြောပါတယ်။ဒါဟာရွေးချယ်မှုတစ်ခုလို့သူကဆိုပါတယ်။ ယောက်ျားလေးဟာကိုကြီးမာရဲ့စံနှုန်းတွေနဲ့တကယ်အခြေအနေတွေကြားထဲမှာဝေခွဲမရဖြစ်နေပါတယ်။သူကခံနိုင်ရရှိခြင်းကလုံလောက်ရဲ့လားလို့တွေးတောနေပါတယ်။ယောက်ျားလေးဟာမျက်လုံးကိုခွဲစိတ်ပြီးပုံမှန်ဖြစ်အောင်လုပ်ဖို့အခွင့်ရရပါတယ်။ကိုကြီးမာကဒါကိုသူတို့ရဲ့ဝေဒနာတွေကိုတစ္ဆာဖောက်တာလို့မြင်ပြီးစိတ်ဆိုးပါတယ်။သူကယောက်ျားလေးကိုထွက်ပြေးကျင်လာလို့မေးပါတယ်။ ယောက်ျားလေးကလက်ခံခြင်းပေမဲ့ကိုကြီးမကိုစွန့်လွတ်ဖို့ဒါမှမဟုတ် သူတို့ရဲ့ဝေဒနာတွေထဲမှာတွေ့ရှိခဲ့တဲ့အတိတ်တွေကိုစွန့်လွတ်ဖို့မလိုလားပါဘူး။သူတို့နှစ်ယောက်ရဲ့တငယ်ချင်းဘဝဟာအဲ့ဒီရွေးချယ်မှုတွေအောက်မှာပျက်စီးသွားပါတယ်။ဆောင်းရာသီရောက်လာတာနဲ့အမျှယောက်ျားလေးနဲ့ကိုကြီးမတို့ဟာ ဝေးကွာသွားကြပါတယ်။ယောက်ျားလေးကကိုကြီးမရဲ့စာတွေကို မတုံ့ပြန်တော့ပါဘူး။ကိုကြီးမကပို့ပြီးပိန်လာပါတယ်။ သူတို့နှစ်ယောက်ဟာနာကျင်မှုတွေနဲ့တန်တမှုတွေကြားထဲမှာပိတ်မိနေကြပါတယ်။ကိုဂျီမာကယောက်ျားလေးကို စာတစောင်ပို့ပြီးဝေလ9ဥယျာဉ်မှာတွေ့ဖို့ဖိတ်ခေါ်ပါတယ်။ယောက်ျားလေးဟာပြန်လဲရင်ကြားစေဖို့အတွက်အသေးအတန်ကြိုးစားပါတယ်။အဲဒီစာဟာနောက်ဆုံးဖြစ်နိုင်တယ်လို့သူတို့နှစ်ယောက်စလုံးခံစားမိပါတယ်။ဝေလ9ဥယျာဉ်မှာယောက်ျားလေးကကိုဂျီမာကိုတွေ့ပါတယ်။ ဒါပေမဲ့သူတို့ကို နီနိုမီယာနဲ့သူ့ရဲ့တငယ်ချင်းတွေကဝိုင်းရိုက်ကြပါတယ်။လူမဆန်တဲ့အနိုင်ကျင့်မှုတစ်ခုကို သူတို့လုပ်ခိုင်းပါတယ်။ကိုကြီးမာကအဝိစားတွေကို ချုပ်ပြီးရန်သူတွေကို ရေမောရင်းထိတွေ့တဲ့အထိခုခံပါတယ်။ပြီးတော့ရန်သူတွေကထွက်ပြေးသွားကြပါတယ်။ယောက်ျားလေးဟာဘာမှမလုပ်နိုင်ပဲအားကိုးရမယ်ဖြစ်နေပါတယ်။လူကြီးတွေရောက်လာပြီးကိုကြီးမာကိုခေါ်သွားပါတယ်။ အဲ့ဒါကသူတို့နှစ်ယောက်ရဲ့နောက်ဆုံးတွေ့ဆုံခြင်းပါပဲနောက်ပိုင်းမှာယောက်ျားလေးရဲ့အမေကသူ့ရဲ့ဝေဒနာတွေအကြောင်းကိုသိသွားပါတယ်သူကယောက်ျားလေးကိုကြောင်းပြန်မတက်ခိုင်းပါဘူးယောက်ျားလေးကသူ့အမေကိုသူ့ရဲ့မျက်လုံးအကြောင်းနဲ့ကိုကြီးမာနဲ့တငယ်ချင်းဖြစ်ခဲ့တဲ့အကြောင်းကိုပြောပြပါတယ်ပထမဆုံးအနေနဲ့ယောက်ျားလေးကိုနားလည်ပေးတဲ့သူပေါ်လာပါတယ်ယောက်ျားလေးကခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ဒါဟာထွက်ပြေးဖို့မဟုတ်ပဲကုသဖို့နဲ့သူ့ဘဝကိုပြန်လည်တည်ဆောက်ဖို့အတွက်ပါခွဲစိတ်ပြီးတဲ့နောက်မှာယောက်ျားလေးဟာကဘာကြီးကိုမျက်လုံးနှလုံးနဲ့ပထမဆုံးအချိန်မြင်တွေ့ရပါတယ်သူဟာကဘာကြီးရဲ့အလှကိုအံ့ဩစွာနဲ့မြင်တွေ့ရပါတယ်ဒါပေမဲ့ကိုကြီးမာနဲ့သူတို့နှစ်ယောက်ရဲ့တငယ်ချင်းဘဝကိုလည်းဝမ်းနည်းစွာနဲ့သတိရနေပါတယ်ဝေဒနာတွေကဆက်ရှိနေပေမဲ့ကဘာကြီးကိုအတိတ်တဖန်ပြန်လည်မြင်တွေ့နိုင်တဲ့မျှော်လင့်ချက်လည်းရှိနေပါတယ် ဒီစာအုပ်ထဲမှာပါဝင်တဲ့နောက်ထပ်ဆက်ကောင်တစ်ယောက်ကတော့ယောက်ျားလေးရဲ့အမေပါ။သူကအိမ်တော်ရေးပြုကွဲတော့မဲ့အခြေအနေကြောင့်စိတ်ဖိစီးနေပါတယ်။ဒါကြောင့်တားဖြစ်သူရဲ့ခံစားချက်တွေကိုသတိမထားမိပါဘူး။ယောက်ျားလေးရဲ့အဖေကတော့အိမ်မှာတိတ်မရှိပါဘူး။စာသင်ခန်းထဲကကျန်တဲ့ငယ်ချင်းတွေကတော့ဘာမှမပြောဘဲငြိမ်နေကြပါတယ်။ သူတို့ရဲ့တိတ်ဆိတ်မှုကလည်းနီနိုမီယာနဲ့သူ့ရဲ့တငယ်ချင်းတွေရဲ့ရက်ဆက်မှုတွေလောက်ပဲအနေရများပါတယ်။ကိုဂျီမာရဲ့အမေကလည်းဆင်းရဲဒုက္ခတွေနဲ့ပြည့်နှက်နေတဲ့ဘဝကိုရုန်းကန်နေရပါတယ်။မိတ်ဆွေတို့ရဲ့ဒီစာအုပ်ထဲကသင်ခန်းစာတွေကတော့ခံနိုင်ရှိခြင်းနဲ့အတိတ်ပဲကိုရှာဖွေခြင်းပဲဖြစ်ပါတယ်။နာကျင်မှုတွေကြားတဲ့ကပဲအလှကိုရှာဖွေဖို့အားပေးပြီးကိုယ့်ရဲ့ဝေဒနာတွေကိုအတိမတ်ပြုဖို့တိုက်တွန်းပါတယ်။ လူတွေရဲ့မကောင်းမြင်စိတ်တွေကိုရင်ဆိုင်ပြီးကိုယ့်ရဲ့ခံယူချက်တွေကိုတန်ဖိုးထားပါမိษွေတို့အနေနဲ့လည်းကိုယ့်ရဲ့ဘဝမှာအတိတ်ပဲရှိတဲ့အရာတွေကို ရှာဖွေတွေ့ရှိပြီးပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေကြောင်းဆန္ဒပြုပါရခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာလည်းစာအုပ်ကောင်းတွေအကြောင်းဆက်လက်ဝေမျှသွားပါမယ်